ဒီနေ့ကျွန်တော်တို့ဆွေးနွေးသားမယ့်စာအုပ်ကတော့ Brian Tracy ရဲ့ Focus Point ပဲဖြစ်ပါတယ်။ကျွန်တော်တို့ကခင်မီရဲ့လောကမှာအမြဲတမ်းအလုံများနေကြပါတယ်။ဒါပေမဲ့အလုံများတိုင်းအောင်မြင်တာတော့မဟုတ်ပါဘူး။စာရည်သူကကျွန်တော်ရဲ့ဘဝမှာတကယ်အရေးကြီးတဲ့အရာဘဟုချက် Focus Point ကိုထားပြီးအာရုံစိုက်ခြင်းအပြင်ဘဝကိုရိုးရှင်းအောင်လုပ်နိုင်တယ်လို့ဆိုထားပါတယ်။ စွမ်းဆောင်ရည်ကိုနှစအတိုးမြင်ပြီးပုံမှန်ပြည့်စုံတဲ့ဘဝကိုဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့သင်ခန်းစာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အားစိတ်ထုံမှုတွေအောင်မြင်ဖို့အတွက်ဘယ်အရာကအရေးကြီးဆုံးလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိဖို့လိုအပ်ပါတယ်။ဆိုင်သူကအောင်မြင်မှုအတွက်အရေးကြီးတဲ့သဘောတရားတစ်ခုကိုရှင်းပြထားပါတယ်။ဒါကတော့ key reset area KRA ပဲဖြစ်ပါတယ်။သင်အလုံးဒါမှမဟုတ်ဘန်းနိုင်စီရောက်ဖို့အတွက်မဖြစ်မနေလှုပ်ဆောင်ရမယ့်သင်ကိုယ်တိုင်သာလှုပ်ဆောင်ရမယ့် level တွေဖြစ်ပါတယ်။ တင်ဟာဒီနေပရီမှာအားနေနေရင်တခြားဘယ်နေရာတွေမှာကောင်းနေပါစေတင်ရဲ့အရလက်ကကြာစင်းတော့မှာဖြစ်ပါတယ်အမြင့်ဆုံးစွမ်းဆောင်ရရှိဖို့အတွက်တင်ရဲ့ KR ကိုရှင်းလင်းဖော်ထုတ်ပြီးအဲ့ဒီအပေါ်မှာသာအဓိကအယုံဆိုင်ဖို့လိုအပ်ပါတယ်ဒီစာအုပ်ရဲ့အဓိကအယူဆကတော့ concentration of power နေရာမှာပါတင်ဟာတင်ရဲ့အရေးကြီးဆုံးလုပ်ငန်းတစ်ခုတည်းကိုသာစူးစိပြီးလုပ်ဆောင်တဲ့အခါတင်ရဲ့စွမ်းဆောင်ရည်နဲ့ထိရောက်မှုဟာအစာပေါင်းများစွာ တိုးလာပါလိမ့်မယ် ကျွန်တော်တို့အာယုံကိုအလုပ်ပေါင်းများစွာနဲ့ခွဲဝေပစ်လိုက်တဲ့အခါဆွမ်းအားတွေကျော့ကျသွားတတ်ပါတယ်။အရာရာတိုင်းကိုလှုပ်ဖို့ကြိုးစားမယ့်အစားတဏှာထဲမှာပဲထိုးဖောက်အောင်မြင်အောင်လှုပ်ဖို့လိုအပ်ပါတယ်။ဆွမ်းဆောင်ရည်နှစ်ဆတိုးဖို့အတွက်အလုပ်ကိုပိုလှုပ်ဖို့မလိုအပ်ပါဘူး။မလိုအပ်တာတွေကိုဖယ်ရှားပြီးဘဝကိုရွှေ့ရှင်းအောင်လှုပ်ဖို့သာလိုအပ်ပါတယ်။အချိန်စီမံခန့်ခွဲမှုရဲ့စစ်မှန်တဲ့တော်ချက်ကတော့အလုပ်အလုံးကိုလှုပ်ဖို့အတွက်အချိန်ဘရော့မှမလောက်ဘူးဆိုတဲ့အမှန်တရားကိုလက်ခံဖို့ပါပဲ။ဒါကြောင့်ကျွန်တော်တို့ဟာအရေးကြီးဆုံးသောအလုပ်တွေကိုသာဦးစားပေးပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဆိုင်သူကအလုပ်တွေကို important urgent ပုံမူတည်ပြီးခွဲခြားနိုင်တဲ့ matrix လိုမျိုးနည်းလမ်းတွေကိုအသုံးပြုဖို့အကြံပြုထားပါတယ်။ကျွန်တော်တို့စွမ်းအင်တွေအချိန်တွေကုံဆုံးနေရတဲ့မလိုအပ်တဲ့လုပ်ငန်းတွေအကျဉ်းဆုံးတွေရှိပါတယ်။ဒီစားကအဲ့ဒီမလိုအပ်တဲ့အရာတွေကိုရရဲဝုံဝုံဖယ်ရှားပြဖို့တိုက်တွန်းထားပါတယ်။ဥပမာအချိန်ကုန်တဲ့ social media သုံးစွဲမှုဒါမှမဟုတ်တံမိုးမရှိဘဲအချိန်ကုန်တဲ့အစည်းအဝေးတွေဖြစ်ပါတယ်။ အရေးမကြီးတဲ့အလုပ်တွေကို no လို့ပြောတတ်တဲ့ဆွမ်းအားကလည်းတင်းရဲ့ဘဝကိုရိုးရှင်းစေပြီးအရေးကြီးတဲ့အလုပ်အတွက်အချိန်ပိုရစီပါတယ်။အမြင့်ဆုံးဆွမ်းဆောင်ရရှိဖို့အတွက်အရေးကြီးတဲ့အရာကတော့အောင်မြင်မှုရဲ့အချိန်အဟုန် momentum ကိုတည်ဆောက်ခြင်းပဲဖြစ်ပါတယ်။ပထမဆုံးအရေးကြီးတဲ့အလုပ်တစ်ခုကိုပြီးမြောက်အောင်လုပ်လိုက်တဲ့အခါတင်းရဲ့စိတ်ဟာစိတ်ကျေနပ်မှု satisfaction နဲ့တွန်းအား drive ကိုရရှိပါတယ်။ဒီတော့ကနောက်ထပ်အရေးကြီးတဲ့လုံဆောင်တွေစက်တိုက်လုပ်ဖို့ကိုလုံဆော်ပြပြီးတည့်ရဲ့စွမ်းဆောင်ကြီးကိုနှစ်ဆတိုးစေပါတယ်။ အောင်မြင်မှုဟာတစ်ချိန်နဲ့လှုပ်ဆောင်ရတဲ့အရာမဟုတ်ဘဲနေစဉ်စဉ်ဆက်မပြတ်လှုပ်ဆောင်ရတဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။သင်ရဲ့ဘဝချက်ကိုရှင်းလင်းစွာမြင်ဖို့အတွက်ရှင်းလင်းတဲ့ပန်းတိုင်များချမှတ်ဖို့လိုအပ်ပါတယ်။သင်ရဲ့ပန်းတိုင်တွေဟာတိကျရမယ်၊တိုင်းတာနိုင်ရမယ်၊အချိန်သတ်မှတ်ချက်ရှိရမှာဖြစ်ပါတယ်။ပန်းတိုင်ရှင်းလင်းလေလေသင်ရဲ့နေစဉ်လှုပ်ဆောင်ချက်တွေကိုအဲ့ဒီပန်းတိုင်စီဦးတည်အောင်ပြုပြင်ဖို့ပုံမှုလေးကူလေးဖြစ်ပါတယ်။ဒီ key reset area တွေမှာအမြဲတမ်းကျွမ်းကျင်မှုတိုးတက်အောင်လုပ်ဆောင်ခြင်းဟာအမြင့်ဆုံးဆွမ်းဆောင်ရည်ရဲ့လိုအပ်ချက်ပါပဲ။ င့်ရဲ့လုပ်ငန်းနယ်ပယ်မှာအကောင်းဆုံးဖြစ်ဖို့အတွက်နေစဉ်သင်ယူပါစာဖတ်ပါကြွကျင်မှုမြင်မာလေးလေးသင်လုပ်တွေကိုပိုပြီးမြင်မြန်ဆန်ဆန်နဲ့ထရောက်စွာပြည့်မြောက်နိုင်လေးလေးဖြစ်ပါတယ်အမြင့်ဆုံးစွမ်းဆောင်ရည်ကိုထင်းသိမ်းဖို့အတွက်အနားယူခြင်းနဲ့ပြန်လည်အားဖြည့်ခြင်းဟာလည်းအရေးကြီးလာပါတယ်စွမ်းဆောင်ရည်ဆိုတာမယမနာအလုပ်လုပ်ခြင်းမဟုတ်ဘဲအာယုံဆိုင်ပြီးအလုပ်လုပ်ခြင်းဖြစ်ပါတယ်လုံလောက်တဲ့အနာယူခြင်းအိတ်ချိန်နဲ့လေ့ကျင့်ခန်းတွေဟာတည့်ရစိတ်ကိုကြည်လင်စေပြီးနောက်တစ်နေ့မှာပုံမှန်ထိရောက်တဲ့အလုပ်လုပ်နိုင်ဖို့အတွက်စွမ်းအင်ကိုပြန်လည်ဖြည့်တင်းပေးပါရစေ။ focus point ဆောက်ကအလုပ်တွေကိုခွဲဝေလှုပ်ဆောင်ခြင်း multitasking ကထိရောက်မှုမရှိဘဲအရေးကြီးဆုံးလုပ်ငန်းတစ်ခုတည်းဘိုချက်ကိုသာအာရုံစိုက်လှုပ်ဆောင်ခြင်းသည်သာစွမ်းဆောင်ရည်ကိုနှစ်ဆတိုးမြင့်ပေးနိုင်ကြောင်းရှင်းလင်းစွာပြသခဲ့ပါတယ်။ကျွန်တော်တို့ကမိမိတို့ရဲ့ KRA key reset area တွေကိုရှင်းလင်းစွာဖော်ထုတ်ပြီးမလိုအပ်သောအရာများကိုရရင်ဝတ်ဖယ်ကြားခြင်းနဲ့အဆက်မပြတ်တင်ယူပြီးကျွမ်းကျင်မှုများကိုမြင့်တင်ခြင်းအပြင်သာအလုပ်တွေကိုရိုးရှင်းစွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အရှိန်ဟုန်ကိုတိစောက်ခြင်းနဲ့အနားယူခြင်းအဖြစ်ဆွမ်းအင်ကိုထိမ့်သိမ်းခြင်းကလည်းရေရှည်အမြင့်ဆုံးအောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အချက်များဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးကမိမိတို့ရဲ့ focal point ကိုတိကျစွာသတ်မှတ်ပြီးအဲ့ဒီ focal point စီကိုပဲနေစဉ်မပြတ်မကွက်အထောက်အကျင့်သုံးခြင်းဖြင့်ကျွန်တော်တို့လိုချင်တဲ့ပုံမှုပြည့်စုံတဲ့ဘဝကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။